ရာမညာဆိုတဲ့ရွာငယ်လေးတွေမှာဂူဂူအမည်ရတဲ့၁၈နှစ်အရွယ်ကောင်လေးတယောက်ရှိခဲ့တယ်။ဂူဂူဟာမိဘမဲတယောက်ပါ။သူ့အမေကသူ့ကိုမွေးပြီးပြင်းချင်းဆုံးမသွားခဲ့ပြီးသူ့အဖေကသာ သူ့ကိုပြုစုပြုထောင်ခဲ့ရတယ်။ဂူဂူ၈နှစ်သားအရွယ်မှာသူ့အဖေကအလုပ်ကိစ္စနဲ့တော်တဲကိုသွားခဲ့ပြီးပြန်မလာတော့ပါဘူး။အဲဒီနောက်မှာတော့ဂူဂူဟာလုံးဝတယောက်တည်းဖြစ်သွားခဲ့တယ်။ဂူဂူကရွာထဲကရိုင်းနေတဲ့တဲအိမ်လေးတစ်လုံးမှနေပါတယ်။ သူ့အိမ်သားမှာပဲရွာတကြီးနဲ့သူစနီးတို့နေထိုင်ကြတယ်။သူတို့မှာကိုပိုင်သားသမီးမရှိပါဘူး။ဒါကြောင့်ဂူဂူရဲ့မိဘတွေဆုံမသွားပြီးနောက်သူတို့ကပဲဂူဂူကိုမွေးစားခဲ့ကြတယ်။ตาလေးဂူဂူဒီမှာထမင်းလာစားမဝရင်အတော်စီလာထက်ယူနော်။ဟာအတော်ကျွန်တော်ဘယ်ချင်းထိအတော်တို့အပေါ်ဝင်တို့ဝင်ဖို့ဖြစ်နေရမှာလဲကျွန်တော်အာနာလာပြီ သားရဲ့ဘာလို့ဒီလိုစကားတွေပြောရတာလဲမင်းကငါတို့အပေါ်ဝင်တို့ဝင်ဖို့မဟုတ်ပါဘူးတိတ်တိတ်နေပြီးထမင်းသာစားဒီလိုပြောပြီးတကြီးကတော့တီတီလဲထွက်သွားခဲ့တယ်ဂူဂူလည်းအေးအေးဆေးဆေးထမင်းစားလိုက်တယ်ထမင်းစားပြီးတဲ့ပြင်ထွက်တော့တကြီးနဲ့ပက်ပင်းတိုးတယ်ဂူဂူထမင်းစားပြီးပြီလားဟုတ်ကဲ့တကြီးမင်းအခုလေးတင်အတော်လာဖို့တဲ့ထမင်းကိုစားပြီးထွက်လာတာပါအေးကောင်းတယ်အခုမင်းလည်းကြီးပြီပဲသားကိုကိုကိုဂယူဆိုင်တဲ့အောင်တင်တော့ ခောက်ခဲ့တဲ့ကြီးမင်းရှစ်နှစ်သားအရွယ်ကလေးကအခုထိခမည်းတော်ပဲကျွန်တော်ကိုစောင့်ရှောက်လာတာပါဒါပေမဲ့အခုကျွန်တော်အားနာလာပြီအခုကျွန်တော်အလုပ်တစ်ခုခုလုပ်ချင်ပါတယ်အားနာစရာဘာလို့လဲတားရဲ့ငါတို့ကမင်းကိုကိုသားရင်းလို့သဘောထားတာဒါပေမဲ့မင်းတကယ်ပဲအလုပ်လုပ်ချင်တယ်ဆိုရင်တော့နားထောင်ယွမ်နာကတော့ကအရင်လိုကြောက်ဖို့မကောင်းတော့ဘူးမင်းသွားပြီးထင်းခုတ်ချင်းခုတ်လို့ရတယ်ဒါမှမဟုတ် ပြားရီရှာခြင်းရှာလို့ရတယ်ဟုတ်ကဲ့တကြီးမင်းကျွန်တော်မနေ့ပြန်မယ်တော်ရဲကိုသွားပါမယ်ကျွန်တော်အတွေ့ရော ခမည်းတော်အတွေ့ရောတခုခုလုတ်ပြရမယ်အချိန်ရောက်ပါပြီနောက်တနေ့မှာဂူဂူဟာပစိန်တလက်ကင်ပြီးတော်ရဲကိုထွက်လာခဲ့တယ်ခဏကြာမှတော်ရဲကိုရောက်သွားတယ်တော်ရဲကိုခြေချလိုက်တာနဲ့သူတွေးမိတယ်တကြီးမင်းတို့ကငငယ်လေးကငါ့ကိုရမ်းကူညီခဲ့တယ် အခုငါချီတော့ပေါ်ငါရက်တည်နိုင်ပြီဆိုတာပြရမယ်ချင်ရောက်ပြီသူတို့မှာသားသမီးမရှိတဲ့ခံစားချက်မျိုးမခံစားရအောင်ငါသူတို့ကိုပြန်လှုပ်ကျွေးမယ်ဂူဂူဒီလိုတွေးနေတော့မှာပဲရုတ်တရက်သူ့ကိုစူးစိုက်ကြည့်နေတဲ့အိုးအောင်းငယ်တစ်ခါကိုသူသတိထားမိလိုက်တယ်ဟာဒီအိုးအောင်းငယ်ကဘာလို့ငါ့ကိုဒီလောက်ကြီးစိုက်ကြည့်နေတာလဲအရွယ်အစားကလည်းတခြားအိုးအောင်းငယ်တွေထက်ပိုကြီးတယ်ပုံစံကလည်းနည်းနည်းကြောက်ဖို့ကောင်းတယ် ဂူဂူဒီလောက်ပဲတွေ့ရသေးတယ်။အိုးအိုးငှက်ကသူ့စီပြန်လာပြီးသူစကားနဲ့စပြောပါတော့တယ်။မင်းကငါကောင်းကောင်းသိတယ်။မင်းနာမည်ဂူဂူမင်းကဟန်ဂူရဲ့သားပဲ။အိုးအိုးငှက်ကစကားပြောတာမြင်တော့ဂူဂူအယမ်းလန့်သွားတယ်။ဒါဒါဘယ်လိုဖြစ်နိုင်မှာလဲ။မင်းကအိုးအိုးငှက်တကောင်မှာလူစကားဘယ်လိုပြောနိုင်တာလဲ။ဒါငါမျက်စိမှားတာပဲဖြစ်ရမယ်။အိုးအိုးငှက်ကလူလိုဘယ်လိုပြောနိုင်မှာလဲ။ မဟုတ်ဘူးဒါမင်းမျက်စိမှားတာမဟုတ်ဘူးငါတကယ်စကားပြောနေနေအိုးအောင်းငှက်ပဲတကယ်တော့ငါလဲတစ်ချိန်ကလူသားတယောက်ပဲဒါပေမဲ့ပြောကဆရာတယောက်ကငါ့ကိုကျင်းစာတိုက်လိုက်လို့အိုးအောင်းငှက်ဘွားပြောင်းသွားရတာမင်းအဖေရဲ့လျှို့ဝှက်ချက်တွေအကြောင်းငါအကုန်သိတယ်သူအရင်ကတော်ရဲသွားပြီးပြန်မလာတော့မလားမင်းဘယ်သူမှငါမသိဘူးမင်းစကားကိုငါကဘယ်လိုလုပ်ရမှာလဲမင်းစဉ်းစားကြည့်လေ မင်းအဖေမရှိဘဲနေလာတာနှစ်ပေါင်းများစွာကြာပြီရွာထဲမှာဘသူမှမင်းအဖေအကြောင်းမပြောကြဘူးမင်းကိုရွာတကြီးကလွဲပြီးဘသူမှမကူညီဘူးဒါပေမဲ့ငါကတော့မင်းအဖေအကြောင်းအကုန်ပြောပြနိုင်တယ်မင်းအဖေအခုထိအသက်ရှင်နေရှိသေးတယ်သူဘယ်မှာရှိလဲဆိုတာလည်းငါသိတယ်ကောင်းပြီဒါဆိုရင်ပြောငါအဖေဘယ်မှာလဲငါသူနဲ့တွေ့ချင်တယ် ငါမင်းကိုတေချာပေါက်ပြပြမယ်ဒါပေမဲ့အရင်ဆုံးမင်းကငါ့ကိုဒီချိန်စာကနေလွတ်မြောက်အောင်လုပ်ပေးရမယ်ဂူဂူဟာအဲ့ဒီအိုအငှက်ကိုကြောက်လာတယ်ဒါဒါငါ့ကိုထောင်ချောက်ဆင်းနေတဲ့မိစ္ဆာတကောင်ဖြစ်ရမယ်သူငါ့ကိုမထိခိုက်ခင်ငါဒီကနေထွက်ပြေးမှဖြစ်မယ်ဒါကိုတွေးပြီးဂူဂူဟာရွာဘက်ကိုအမြန်ဆုံးပြေးထွက်သွားခဲ့ပြီးခဏကြာမှသူ့အိမ်ကိုရောက်သွားတယ်ဖျားကြီးဒီတော့ကတကယ်ကြောက်ဖို့ကောင်းတာပဲ တရိစံနေတောင်လူလိုစကားပြောတယ်ဒါအသေးချာပေါ့မိစ္ဆာတကောင်ပဲဖြစ်ရမယ်ငါအဲ့ဒီတော်သေးကိုဘယ်တော့မှပြန်မသွားတော့ဘူးဂူဂူကဒီလိုတွေးနေတော့မှပဲတကြီးကတော့သူ့အတွက်ထမင်းလာပို့တယ်ဂူဂူလက်နေတာကိုတွေးတော့ဟဲ့တာဘာလို့လက်နေတာလဲချွေးတွေလည်းထွက်လို့အစင်ပြေရဲ့လားဘာမှဖြစ်ပါဘူးတော့ခေါင်းနင်းနေကြိုက်လို့ပါ ဟဲ့တာနေမကောင်းရင်အလုံးမလုံးနဲ့အောင်ဒီမှာထမင့်အရင်စားလိုက်ပြီးရင်နားလိုက်အောင်ဂူဂူဟာခေါင်းကြိုက်တာကိုအကြောင်းပြပြီးအမှန်တရားကိုဖုံးကွယ်ထားလိုက်တယ်။တကြီးကတော့လေထမင့်ပေးပြီးအခန်းထဲကအသာလေးထွက်သွားတယ်။ဂူဂူလည်းထမင့်စားပြီးအိတ်လိုက်တယ်။နောက်တနေ့မနေ့ဂူဂူနိုးလာတော့သူ့စိတ်ထဲက အကြောက်တရားတွေပျောက်ကွယ်သွားပြီးသူသူ့ဘာသာတွေးမိတယ်။ ငါမနေ့ကစကားပြောတဲ့အုပ်အောင့်ကိုတွေ့ပြီးနည်းနည်းလန့်သွားတာထင်တယ်။ဒါပေမဲ့ပြန်စဉ်းစားကြည့်ရင်သူစကားတွေကအမှန်တရားတွေကြီးပဲ။အဲ့ဒီအုပ်အောင့်ကငါ့အဖေအကြောင်းတခုခုတော့သိမှသေးကြတယ်။ရွာထဲမှာဘသူမှငါ့အဖေအကြောင်းမပြောကြတာလည်းအမှန်ပဲ။ငါတကြီးမင်းကိုအဖေအကြောင်းမေးတိုင်းသူစကားလမ်းကြောင်းလွှဲပြတယ်။ငါအမေကမွေးပြီးပြီးချင်းဆုံးသွားတယ်။ အဖေကတော်တဲ့သွားပြီးပြန်မလာတော့ဘူးလို့ပဲပြောတယ်။ငါအဲ့ဒီတော်တဲ့ကိုသွားတဲ့နဲ။အိုးအောင်ငှက်ကိုရှာပြီးအဖေအကြောင်းမေးရမယ်။ဒီလိုတွေးပြီးဂူဂူဟာတော်တဲ့ကိုပြန်ထွက်လာခဲ့တယ်။မင်းကအိုးအောင်ငှက်ကို တွေးခဲ့တဲ့နေရာကို သူပြန်ရောက်လာတယ်။အိုးအောင်ငှက်ကအသက်ဆောင်နေပြီသား။ဂူဂူကိုတွေးတော့သူ့စီပြန်လာတယ်။မင်းပြန်လာမယ်ဆိုတာငါသိပြီသား။ ဘာလို့လဲဆိုတော့မင်းကမင်းအဖေမြင့်ဟန်လို့ပဲတတ်သိရှိလို့ပဲကျွန်တော်ပြန်လာတာကျွန်တော်အဖေနဲ့တွေ့ချင်လို့ပဲခမရကျွန်တော်အဖေအကြောင်းသိတယ်ဆိုပြောပါကျွန်တော်အဖေဘယ်မှာလဲမင်းကငါပြောခဲ့တယ်လေအရင်ဆုံးမင်းကငါကိုဒီကျင်းစာကနေလွတ်အောင်လုပ်ပေးရမယ်ဒါပေမဲ့စိတ်မပူပါနဲ့ငါမင်းကိုကူညီခြင်းနဲ့မင်းငါကိုတငယ်ချင်းတယောက်လိုသဘောထားလိုက်ပါ မင်းငယ်ငယ်ကလေးကဆင်းရဲငွေတည်မှုတွေနဲ့ရုန်းကန်နေရပြီးတခါတလေရှက်စိတ်ဝင်နေတာငါသိတယ်။ဒါကိုကြားတော့ဂူဂူဝမ်းနည်းသွားတယ်။ဟုတ်တယ်မင်းပြောတာမှန်တယ်ငါတကယ်ဆင်းရဲတာပါ။ငယ်ငယ်ကလေးကတကြီးမင်းတို့ဇနီးမောင်နှံကကျွန်တော်ကိုကြွေးမွေးခဲ့တာ။ဒါပေမဲ့အခုချိန်ထိသူတို့အပေါ်ဝင်တို့ဝင်ဖို့ဖြစ်နေရတာကျွန်တော်မကြိုက်တော့ဘူး။ကျွန်တော်ကိုယ်တိုင်ပြဿနာရှာပြီးသူတို့ကိုအေးအေးဆေးဆေးနေစေချင်ပြီး မင်းဆန္ဒရှိရင်ငါမင်းကိုချမ်းသာစေမယ့်နီလန်ပြပေးနိုင်နဲ့တကယ်လားဘလို့နီးနေလဲခမရကျွန်တော်ဘလို့ကူညီနိုင်မှာလဲငါကဒီတော့ရဲ့လျှို့ဝှက်ချက်တွေအကုန်သိတယ်ငါနဲ့လိုက်ခဲ့အော်အငက်ကပြန်တန်းသွားပြီးဂူဂူလဲသူ့နောက်ကလိုက်သွားတယ်အော်အငက်ကဂူဂူကိုဂူတလုံးနဲ့ခေါ်သွားတယ်အဲ့ဒီဂူအကြောင်းဘယ်သူမှမသိဘူးဂူထဲကိုရောက်တာနဲ့ဂူဂူဟာတစ်တာတလုံးတွေးလိုက်တယ် ဒီတက်တာထဲမှာဘာတွေရှိလဲအခုဖွင့်ကြည့်မယ်တက်တာကိုဖွင့်လိုက်တဲ့အခါအแทမှာမရေမတွက်နိုင်တဲ့စိမ်တွေကြောက်မြေရန်နာတွေအပြည့်ဖျားရည်ဒီတက်တာထဲမှာရန်နာတွေအများကြီးပဲဒါတွေကဘသူဥစ္စာတွေလဲမင်းအရင်ဆုံးချမ်းသာအောင်လုပ်လိုက်ပါပြီးမှငါ့ကိုကျိန်စာကနေဘယ်လိုလွတ်အောင်လုပ်ပေးရမလဲဆိုတာပြောပြမယ်မင်းငါ့ကိုဒီကျိန်စာကနေလွတ်အောင်လုပ်ပေးပြီးရင် မင်းအဖေနဲ့တွေ့ပေးမယ်။သူ့ဘယ်မှာလဲငါသိတယ်။အဲ့ဒီနေ့ကိုကျွန်တော်မဆောက်နိုင်လောက်ဖြစ်နေပါပြီ။ဒါပေမဲ့တခုတော့မှတ်ထား။ငါအကြောင်းကိုဘသူကမှလုံးဝမပြောပြရဘူး။တယောက်ယောက်ကိုပြောပြလိုက်ရင်မင်းအဖေနဲ့တွေ့ဖို့ခက်ခဲသွားလိမ့်မယ်။ဂူဂူဟာတစ်တာကိုမှပြီးအိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့တစ်တာကိုဘေးချထားလိုက်တယ်။အဲ့ဒီအချိန်မှာပဲတကြီးနဲ့သူစနီးကဂူဂူအတွက်ထမင်းလာပို့တယ် ဘေးမှာချထားတဲ့တစ်တာဝင်မြင်တော့တကြီးကမေးတယ်။ဒါဒီတစ်တာဘယ်ကရတာလဲ။အထဲမှာဘာတွေလဲ။တကြီးမေးတော့ဂူဂူဘာပြန်ပြန်မှန်းမသိတော့ဘူး။အဲ့ဒီအချိန်မှာတကြီးကတော့ကတစ်တာကိုဖွင့်လိုက်ပြီးအထဲကရန်နာရီကိုတွေ့ပြီးတော့အံ့ဩသွားတယ်။ဂူဂူမင်းဒီရန်နာရီဘယ်ကရတာလဲ။ဂူဂူအမှန်တိုင်းပြောပြမလို့ပဲ။ဒါပေမဲ့အော်အော်ငှက်ရဲစကားကိုတတိယသွားတယ်။ ဘသူကိုမှမပြောဖို့တင်းတင်းကြပ်ကြပ်တားမြစ်ထားတာလေဒါကြောင့်သူဇလန်တမျိုးပြောလိုက်တယ်အတော်ကျွန်တော်တော့ထဲမှာထင်းခုတ်သွားတာထင်းခုတ်ရင်တောနဲ့ထဲရောက်သွားတယ်အဲ့ဒီမှာဂူတလုံးတွေ့တယ်ဂူရဲဝင်ကြည့်တော့ဒီတစ်တာကိုတွေ့ခဲ့တာပါကျွန်တော်လည်းအဲ့ဒီကနေယူပြီးအိမ်ပြန်သေးလာတာဂူဂူမင်းလောက်တာမှန်မှန်ဘူးတကြီးကပြောတယ်ဒါတွေကဘယင်မင်းမြတ်ရဲ့ယန္တာတွေဖြစ်နိုင်တယ် သူကဒီမှာလာပြီးလုံခြုံအောင်ဝတ်ထားတာဖြစ်မယ်။ဒီအကြောင်းကိုဘယင်ကြီးသိသွားရင်ငါတို့ကိုပြင်းပြင်းထန်ထန်ပြစ်ပေးလိမ့်မယ်။တကြီးရဲ့စိတ်ထဲမှာအကြောက်တရားတွေဝင်သွားတယ်။တယောက်ယောက်ကသူ့ရှေသူ့ရွှေတွေခိုးသွားမှန်းဘယင်ကြီးမသိခင်ငါတို့ဒါတွေကိုဘယင်ကြီးစီချက်ချင်းသွားပို့ရမယ်။တကြီးရဲ့စကားကိုကြားတော့ဂူဂူတွေးမိတယ်။ဒါတွေကဘယင်ကြီးဥစ္စာမဟုတ်ဘူး။ အော်အော်ငှက်ကပေးတာလို့ဒီကြီးကိုဘလို့ပြောပြရပါမလဲဒါပေမဲ့အော်အော်ငှက်အကြောင်းပြောလိုက်ရင်ငါအဖေနဲ့တွေ့ဖို့ခက်ခဲသွားလိမ့်မယ်ငါအတက်ဒီရနာရီထက်အဖေနဲ့တွေ့ရဖို့ကပိုအရေးကြီးတယ်ဒါကြောင့် तू ဒီကြီးရဲ့အစီအစဉ်တိုင်းဘီရင်ကြီးကိုရနာရီသွားပေးဖို့သဘောတူလိုက်တယ်ဟုတ်ကဲ့ဒီကြီးမင်းခမရသဘောအတိုင်းမှာကျွန်တော်တို့အခုပဲဘရင်ကြီးစီသွားပို့ကြတာပေါ့ ဒီလိုပြောပြီးဂူဂူကတစ်တာကိုခေါင်းပေါ်ရွက်လိုက်တယ်။ဒါနဲ့တကြီးကဘရင်ကြီးစီထွက်လာခဲ့ပြီးခဏကြာမှနန်းတော်ထဲရောက်သွားတယ်။ဘရင်ကြီးရှေ့မှာတစ်တာကိုချပြီးတကြီးကရှောက်တင်လိုက်တယ်။ဘရင်မင်းမြတ်ဒီကောင်လေးကကျွန်တော်အိမ်ကြီးချင်းမှာသူတော်တယ်ထင်းခုတ်သွားရင်ဂူထဲမှာဒီရင်နာတစ်တာကိုတွေ့ခဲ့တာပါ။ ျွန်တော်တို့ကဒါဘယင်မင်းမြတ်ရဲ့ဥစ္စာဖြစ်မယ်လို့တန်တရားရှိတာနဲ့ချက်ချင်းပဲနန်းတော်ကိုလာပို့တာပါဗျာဒါကိုကြားတော့ဘယင်ကြီးရဲ့စိတ်ထဲမှာလောဘစိတ်တွေတက်ကြွလာတယ်ဒါသူတတမဟုတ်မှန်သူသိတယ်ဒါပေမဲ့ဒီလောက်တန်ဖိုးကြီးတဲ့ယန္နာတွေကို တွေ့တော့သူတွေးမိတယ်ဒါတွေကတကယ်တော့ငါ့ဥစ္စာမဟုတ်ဘူးဒါပေမဲ့ကံတရားကငါ့စီပို့ပြီးမှတော့ငါဘာလို့လက်လွတ်ရမှာလဲ သူတို့ဆုလက်နည်းနည်းပေးလိုက်တာပိုကောင်းတယ်သူတို့လည်းပျော်သွားမယ်ဒီရနာတွေလည်းငါ့စီမှာလုံလုံချုံချုံရှိသွားမယ်ဒီလိုတွေးပြီးဘုရင်ကြီးကပြောတယ်အင်းဒါငါတစ်တာပဲငါကိုယ်တိုင်အဲ့ဒီမှာလုံချုံအောင်ဝတ်ထားခဲ့တာဒါပေမဲ့မင်းတို့နှစ်ယောက်ကရိုးရိုးသားသားနဲ့ငါနန်းတော်ကိုလာပို့တာအရန်ကောင်းတယ်မင်းတို့ရဲ့ယူသားမှုကိုငါသဘောကျတယ်ဒါကြောင့်မင်းတို့ဆုချီးမြှင့်မယ်စစ်တီတော်တို့ ဒေသတာကိုယူပြီးဗန္နာလိုက်ထဲထည့်လိုက်ပြီးတော့သူတို့ရဲ့ယူသားမှုအတွက်ဗန္နာလိုက်ထဲကနေစုတော်ငွေဖြစ်ပေးလိုက်ပါစစ်တီတွေကတစ်တာကိုယူသွားပြီးသူတို့နှစ်ယောက်ကိုစုငွေတွေပေးလိုက်တယ်တကြီးကတော့ရရပိုက်ဆက်ကြောင့်အရန်ပြောနေတယ်ဒါပေမဲ့ဂူဂူရဲ့စိတ်ထဲမှာတော့မတက်မတာဖြစ်နေတယ်ဘယင်ကြီးလိမ့်နေမှန်းသူသိတယ် ါပေမဲ့သူဘာမှပြောလို့မရဘူးဘာလို့လဲဆိုတော့အိုးအငက်ကအမှန်တရားကိုမပြောဘူးတားမြစ်ထားလို့ပဲအမှန်တရားကိုပြောလိုက်ရင်အဖေနဲ့တွေ့ဖို့ခက်ခဲသွားမှာကိုဂူဂူကြောက်နေတယ်ဂူဂူတဲ့ပိုက်ဆက်တဲ့သူ့အဖေနဲ့တွေ့ရဖို့ကပိုအရေးကြီးတယ်ဒါကြောင့်သူတိတ်တိတ်လေးနေပြီးစုငွေကိုယူကအိမ်ပြန်လာခဲ့ကြတယ်ဂူဂူကသူရတဲ့စုငွေကိုလည်းတကြီးကိုပေးလိုက်တယ် တကြီးမင်းဒီပိုက်ဆက်ကိုလည်းခမည်းပဲယူထားလိုက်ပါခမည်းတို့ကျွန်တော်ကိုအမြဲစောင့်ရှောက်ခဲ့တာဒီပိုက်ဆက်ကခမည်းတို့အတွက်အသုံးဝင်မှာပါတကြီးကပိုက်ဆက်ပေးပြီးဂူဂူအဲ့ဒီကအဲ့ဒီကနေထွက်လာခဲ့တယ်နောက်တနေ့မနေ့ဂူဂူဟာတော်ရဲကိုထက်ထွက်လာခဲ့တယ်အိုအငဲ့ကိုတွေ့ခဲ့တဲ့နေရာကို သူပြန်ရောက်လာတယ်အဲ့ဒီအချိန်မှာညာမေအာမထိုင်းနေတဲ့ရစ်တိတစ်ပါးရောက်လာတယ်သူကဂူဂူကိုမေးတယ်မောင်ရင်မင်းဘယ်သူလဲ ဒီတော့ထဲမှာဘာလာလောက်တာလဲကျွန်တော်ကဟန်ကူရဲ့သားပါဒီတော့ထဲမှာအမြဲလာနေကြပါဒါကိုကြတော့ယတိကအံ့ဩသွားပြီမဲ့ဘာမှမပြောပဲတိတ်တိတ်လေးထွက်သွားတယ်ယတိထွက်သွားတာနဲ့အော်အငှက်ကရောက်လာတယ်အဲ့ဒီယတိကမင်းကိုဘာပြောသွားတာလဲဘာမှမပြောပါဘူးသူက ကျွန်တော်ဘယ်သူလဲဒီမှာဘာလုပ်နေတာလဲလို့မေးတာပါကျွန်တော်ကဟန်ကူရဲ့သားပါဒီကိုလာနေကြပါလို့ပြန်ဖြေလိုက်တယ် အဲ့ဒီရတိကတကယ်တော့လိန်ညာနေတာသူကရတိအယောင်ဆောင်ထားတယ်မကောင်းဆိုးပါပဲကျွန်တော်သူ့ကိုခရင်ဆိုင်ဘူးကျွန်တော်ခရင်ဆိုင်တာခမရနဲ့ကျွန်တော်အဖေပဲပြောကျွန်တော်ခမရကိုချိန်စာကနေဘလို့လွတ်မြောက်လုပ်ပေးရမလဲကောင်းပြီဒါဆိုငါနဲ့လိုက်ခဲ့သူမကဂူဂူကိုဂူတလုံးနဲ့ခေါ်သွားတယ်အထဲမှာရေဖြည့်ထားတဲ့ပန်ဖန်ပလင်းတလုံးရှိနေတယ်နေပြန်ကလာပြညာပဲ။ မင်းညတကောင်ဒီနေရာကိုလာပြီးမျက်စိမှိတ်ဒီပလင်းကိုခွဲပြရမယ်ပလင်းကွဲသွားတဲ့နဲ့ငါကျင်စာကနေလွတ်ပြောင်းသွားလိမ့်မယ်ပြီးရင်မင်းအဖေဘယ်မှာလဲဆိုတဲ့လျှို့ဝှက်ချက်ကိုငါပြောပြမယ်ကျွန်တော်ဒီပလင်းကိုအခုခွဲလိုက်လို့မရဘူးလားမရဘူးမနေ့ပြန်ကလာပြီးညမနေ့ပြန်မှပဲမင်းခွဲလို့ရမယ်ဒီလိုပြောပြီးအော်အော်ငှက်ကပြန်ထွက်သွားပြီးဂူဂူလည်းအိမ်ပြန်လာခဲ့တယ်တစ်ဖက်မှာတော့ အဲ့ဒီအသေးကသူတို့နှစ်ယောက်ပြောတာကို၆နားထောင်နေခဲ့တယ်။သူလဲဂူဂူနောက်ကိုလိုက်သွားတယ်။ဂူဂူအိမ်သားရောက်တော့သူ့နောက်လိုက်လာတဲ့ယသိကိုတွေ့သွားပြီးရက်လိုက်တယ်။ယသိကဂူဂူနားကက်လာပြီးပြောတယ်။မင်းအော်အော်ငှက်နေစကားပြောနေတာငါမျက်စိနဲ့တက်အံ့မြင်လိုက်တယ်။ကြည့်ရတာမင်းဒီအောငှက်ကြောင့်မသိဘူးထင်တယ်အဲ့ဒါတာမန်အောအောငှက်မဟုတ်ဘူး ကျွန်တော်အကုန်သိတယ်ဒါပေမဲ့အဲ့ဒီအော်အငှက်ကကျွန်တော်အဖေအကြောင်းသိတယ်ကျွန်တော်ဘယ်လူနည်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်အဖေကိုပြန်လို့ခြင်းတယ်မင်းအဖေဒီလောကမှာမရှိတော့ဘူးအဲ့ဒီအော်အငှက်ကမင်းကိုကျိန်စာကလွတ်အောင်အသုံးချနေတာဒါကိုကြားတော့ဂူဂူဒေါသထွက်သွားတယ်တော်ဆန်းရသိကျွန်တော်ယသိအစ်စ်တွေကိုယိုသေးတယ်ခမရလို့ယသိအယောင်ဆောင်တွေကိုမယိုသေးဘူးဆက်ပြောရင်ကျွန်တော်တီးခံမှာမဟုတ်ဘူးတိတ်တိတ်လေးထွက်သွားတာခမရအတွက်ပိုကောင်းမယ် ေတိကတခုခုပြောမလို့လို့တော့ဂူကသူ့ကိုတွန်းထုတ်လိုက်တယ်ထွက်သွားမဟုတ်ရင်ခမရအတွက်မကောင်းဘူးဒီလိုပြောပြီးဂူကအိမ်ထဲဝင်သွားတယ်တဖက်မှာတော့ဒကြီးနဲ့သူစင်ကြီးအိမ်ပြန်ထွက်လာတော့ယေတိကိုတွေ့သွားတယ်သူတို့နှစ်ယောက်ယေတိစီသွားပြီးဒကြီးကမေးတယ်ယေတိခမရဒီမှာဘာလုပ်နေတာလဲကျွန်တော်ဂူကိုအမှန်တရားပြောပြဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူနားမထောင်ဘူး तू အဲ့ဒီအော်အငက်ကိုကျိန်စာကနေလွတ်မြောက်အောင်လုပ်ပေးချင်နေတယ် အကယ်၍အဲ့ဒီအော်အငှက်သာကျင်စာကလွတ်သွားရင်တရွာလုံးပျက်စီးသွားလိမ့်မယ်။ရွာတွေကတရားမှအသက်ရှင်မှာမဟုတ်ဘူး။ဟုတ်တယ်ဒါအမှန်ပဲ။ဒါပေမဲ့ဂူဂူကနားထောင်မှုအဆင်သင့်မဖြစ်ဘူး။ယသိအစိတ်မပူပါနဲ့။ကျွန်တော်အခုပဲဂူဂူကိုတော့ရှင်းပြလိုက်မယ်။ဒီလိုပြောပြီးတကြီးကဂူဂူအိမ်ကိုချက်ချင်းသွားပြီးဂူဂူငါကြားနေရတာဒီကဘာတွေလဲ။မင်းတော်ရဲမှာလူလူစကားပြောတဲ့အိုးအောင်းငင်းနဲ့တွေ့နေတယ်ဆို။ အော်ငှက်ကလူလိုဘလို့စကားပြောနိုင်လဲဆိုတာမင်းထူးဆန်းတယ်လို့မထင်ဘူးလား။အိုးခမရတိသွားပြီကိုဟုတ်တယ်တကြီးမင်းပထမတော့ကျွန်တော်လည်းထူးဆန်းတယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့အခုမထင်တော့ဘူး။ဒီအကြောင်းကိုခမရကိုအဲ့ဒီအသေးပြောပြတာပဲဖြစ်ရမယ်။ကြည်လေတကြီးမင်းလွန်ခဲ့တဲ့ရှင်းနှစ်ကကျွန်တော်အဖေဗေဒီဆန်ဆန်ပျောက်ဆုံးသွားခဲ့တယ်။အဲ့ဒီအော်အော်ငှက်ကကျွန်တော်အဖေဘယ်မှာလဲဆိုတာသိတယ်။ ကျွန်တော်ကျွန်တော်အဖေကိုပြန်လို့ချင်တယ်သူနဲ့တွေ့ချင်တယ်ဒါမင်းအဖေအကြောင်းမင်းဘာမှမသိဘူးဟုတ်တယ်ကျွန်တော်မသိဘူးလုံးဝမသိဘူးဘာလို့လဲဆိုတော့ခမရကျွန်တော်ကိုဘယ်တော့မှမပြောပြခဲ့လို့ပဲရွာသားတွေကလည်းဘာမှမပြောခဲ့ဘူးဒါဆိုကျွန်တော်ဘလို့သိနိုင်မှာလဲအခုကျွန်တော်ဘသူစကားကိုယုံရမှာလဲပြောလေကျွန်တော်အော်အော်ငက်ကိုပဲယုံနေမနေ့ပြန်လာပြညပဲ မနေ့ပြန်ကျွန်တော်အဲ့ဒီအိုးအောင်ငှက်ကိုဂျင်စာကနေလွတ်မြအောင်လုပ်ပေးမယ်။သူဂျင်စာကနေလွတ်သွားရင်ကျွန်တော်ကိုအဖေနဲ့တွေ့ပေးလိမ့်မယ်။ဒီလိုပြောပြီးဂူဂူဒေါသကြီးကြီးနဲ့အိမ်ထဲကထွက်သွားတယ်။ဂူဂူငါပြောတာနားထောင်ဂူဂူရက်အောင်တကြီးကဂူဂူကိုအော်ခေါ်ပေးမယ်။သူလက်မကြည့်ပဲထွက်သွားတယ်။တကြီးလည်းအိမ်ပြန်ထွက်လာတော့ယတိကအပြင်မှာရက်ဆောင်နေတော့ ဂူဂူဘယ်ထွက်သွားမှန်းမသိဘူးအခုငါတို့မနေ့ပြန်အထိစောင့်ရတော့မယ်ပြီးရင်တော့လဲသွားပြီးဂူဂူပလင်းခွဲမဲ့အရေးကိုတားရမယ်နောက်တညမှာယတိယတကြီးကိုတော်လဲကဂူစီခေါ်လာတယ်ဒါအဲ့ဒီဂူပဲအထဲမှာစုံးမအော်အော်ငှက်ရဲ့စွမ်းအားတွေနဲ့ထည့်ထားတဲ့ပလင်းရှိတယ်ဂူဂူမကြခင်ရောက်လာတော့မှငါတို့တနေရာမှာပုံနေကြရအောင် သူတို့နှစ်ယောက်ဂူရဲ့တစ်ဖက်မှာပုံနေလိုက်တယ်။အဲ့ဒီချိန်မှာပဲဂူဂူရောက်လာတယ်။ဂူဂူကိုတွေ့တော့အိုးအငှက်ကသူ့စီပြန်လာတယ်။ယတိနဲ့တကြီးဒီရောက်နေတယ်။သူတို့ဂူရဲ့တစ်ဖက်မှာပုံနေကြတယ်။သူတို့မင်းကိုဒီပလင်းခွဲခွင့်ပေးမှာမဟုတ်ဘူး။ဒါပေမဲ့မင်းသူတို့စကားကိုနားမထောင်နဲ့။မင်းသူတို့စကားနားထောင်လိုက်ရင်မင်းအဖေနဲ့ဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူး။ မဟုတ်ဘူးကျွန်တော်သူတို့စကားကိုနားထောင်မှာမဟုတ်ဘူးကောင်းပြီဒါဆိုရင်ချက်ချင်းသွားအဲ့ဒီပလင်းကိုယူလာပြီးခွဲပစ်လိုက်ဂူဂူကဝင်တဲ့ခူတဲ့အမြန်ဝင်ပြီးပလင်းကိုယူလာခဲ့တယ်သူပလင်းကိုခွဲမလို့လုပ်နေတော့ရတိနဲ့တကြီးရောက်လာတယ်ဂူဂူရက်လိုက်ဒီပလင်းကိုမခွဲနဲ့မင်းအမကြီးမှားတော့မယ်မဖြစ်ဘူးကျွန်တော်ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အဖေနဲ့တွေ့ရမှာဖြစ်မယ်ဂူဂူတေချာနားထောင် ဒီအော်အော်ငက်ကတာမန်ငက်မဟုတ်ဘူးဆုံးမတခါလွန်ခဲ့တဲ့ဆယ်နှစ်ကမင်းငငယ်လေးရှိသေးတုန်းဒီဆုံးမကတော်တခုလုံးကိုတိမ့်ပိုက်ထားခဲ့တာမတော်တဆဒီတော့လေရောက်လာတဲ့သူတိုင်းဘယ်တော့မှပြန်မထွက်သွားနိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာမင်းအဖေနဲ့ငါသူ့ကိုတားဆီးဖို့ဆုံးဖြတ်ခဲ့ကြတယ်ငါတို့ရတဲ့ကိုအခုအညီတောင်းတယ်သူကဒီကျင်းစာကိုခြေဖြတ်ဖို့ဆိုရင်မင်းတို့နှစ်ယောက်တည်းက တရရကတောနာကရေရင်းထဲမှာအသက်စတေးရမယ်လို့ပြောတယ်။မင်းအဖေကတတ္တိရှိရှိရှေ့ထွက်ခဲ့တယ်။ပြီးတော့သူကိုယ်တိုင်အသက်စတေးဖို့ဆုံးဖြတ်ခဲ့တယ်။သူရေရင်းထဲခုံးချခဲ့တယ်။ပြီးတော့ယတိကအဲ့ဒီဆုံးမရဲ့စွမ်းအားတွေကိုပလင်းထဲမှာချုပ်နှံပြီးအော်အော်ငှက်ဖြစ်ပြောင်းလဲပြစ်ခဲ့တာ။ဒီလိုနဲ့ဒီတော့ကဘေးကင်းသွားခဲ့တာ။ဒါပေမဲ့ဒီလျှို့ဝှက်ချက်ကိုငါတို့ဘသူကမှမပြောခဲ့ဘူး။ ဒါကိုငါနဲ့ယသိပဲသိတယ်။ဒါကြောင့်မင်းကိုလည်းဘယ်တော့မှမပြောပြခဲ့ဘူး။ဒါပေမဲ့မင်းသာဒီပလင်းကိုခွဲလိုက်ရင် သူသူ့ပုံစံအမှန်ကို ပြန်ရသွားလိမ့်မယ်။ဒါသူတို့ရဲ့အကြံပဲ။သူတို့လိမ့်နေတာ။အော်အော်ငှက်ကအော်တယ်။ငါစိတ်ထဲမှာမကောင်းတဲ့အကြံရှိရင်မင်းကိုဘာလို့ကူညီရမှာလဲ။ရွာသားတွေက မင်းကိုဖယ်လုံးကကူညီခဲ့လို့လေမင်းကိုရန်နာတွေပစ္စည်းဥစ္စာတွေအကုန်ငါပေးခဲ့တာ အခုငါကမင်းကိုမင်းဖေနဲ့တွေ့ပြီးမလို့လေဂူကစိတ်ရှုပ်ထွေးသွားပြီးပလင်းကိုမြေပြင်ပေါ်ပြစ်ခွဲလိုက်တယ်ရုတ်တရက်အော်အော်ငှက်ဟာကြောက်မက်ဖွယ်ကောင်းတဲ့အဆုံးမကြီးအဖြစ်ကို ပြန်ပြောင်းသွားတယ်ဂူဂူမင်းငါအလုပ်ကိုလွဲကူစေခဲ့ပြီး အခုငါလွတ်မြောက်ပြီး အခုမင်းတို့အားလုံးဒုက္ခရောက်ပြီးဒီနေ့မင်းတို့တဲကတရားမှအသက်ရှင်ရမှာမဟုတ်ဘူးဂူဂူမင်းအမကြီးမှားလိုက်ပြီးတကြီးကအော်တယ် အခုဒီဆုံးမကငါတို့ကိုအရှင်ထားမှာမဟုတ်တော့ဘူးကျွန်တော်ခွန့်လွတ်ပါတကြီးမင်းကျွန်တော်သူ့ရဲ့လှဲ့စားမှုတွေကြားသွားခဲ့တယ်အခုဖြည့်ရှင်းဖို့နီလန်းမရှိတော့ဘူးလားနီလန်းတစ်ခုပဲရှိတယ်ငါတို့အဲ့ဒီရေတွင်းစီချက်ချင်းသွားရမယ်ဒီလိုပြောပြီးသူတို့သုံးယောက်ရေတွင်းဘက်ကိုပြေးကြတယ်ဆုံးမကြီးလည်းသူတို့နောက်ကလိုက်လာတယ်အဲ့ဒီရောက်တော့ယတိကပြောတယ်မင်းတို့ဒီဆုံးမကြီးရန်ကလွတ်ချင်တယ်ဆိုရင် မင်းတို့နှစ်ယောက်တည်းကတယောက်ယောက်ဒီရေတွင်းထဲခုန်ချပြီးအသက်စရေရလိမ့်မယ်။ယတိရဲ့စကားကိုကြားတော့ဂူဂူကချက်ချင်းရှေ့ထွက်ပြောတယ်။ဒီဒုက္ခကိုကျွန်တော်ကိုယ်တိုင်ယူခဲ့တာ။ဒါကြောင့်ကျွန်တော်ပဲဖြေရှင်းရမယ်။ဒီလိုပြောပြီးဂူဂူဟာရေတွင်းထဲခုန်ချကသူ့အသက်ကိုစရေလိုက်ပါတော့တယ်။ယတိကလည်းဆုံးမကြီးကိုချက်ချင်းအော်အော်ငဲ့ဖြစ်ပြန်ပြောင်းပြစ်လိုက်တယ်။ဒါပေမဲ့ဒီတခါတော့အော်အော်ငဲ့မှာ လူလူစကားပြောနိုင်တဲ့စမ်းအားတောင်ရှိတော့ပါဘူး။တကြီးဟာဂူဂူအတွက်အရန်ကိုဝမ်းနဲ့ကြေခွဲခရတယ်။ဒါပေမဲ့သူဘာမှမတက်နိုင်တော့ဘူး။ဒါကြောင့်သူအိမ်ပြန်လာခဲ့ပြီးတဖြည်းဖြည်းနဲ့သူ့ဘဝကိုပျော်ရွှင်အောင်ပြန်နေထိုင်သွားပါတော့တယ်။